မင်္ဂလာနနက်ခင်းပါစမ်းမချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေတွဲပူချိန်ကတော့18ဒီဂရီရှိပြီးတော့မှ18ဒီဂရီရှိတယ်လို့ခန့်မှန်းရရှိနိုင်ပါတယ်လေရုရေသွေးကနှဲငယ်နှင်းကြနေတယ်တနေ့တာလုံးတွေညာအဖြစ်နေတာပြီးမွန်လွယ်ပိုင်းမှာတိမ်တင်တင်ရှိပါမယ်မြင့်ဆုံးပူချိန်က30ဒီဂရီရှိမှာဖြစ်ပါတယ်နေ့စဉ်ဝိပြုခြင်းလင်းပြ နိုဝင်ဘာလ28ရက်တောက်ချာနေ့2025ဖွင့်ထားသောစာဆောင်ငယ်ကိုကင်လျက်ရှိသောကောင်းဝင်တမန်ဒီကချက်ဓာရိကျမ်းမာခွန်အာယူဇာများအပိုင်း24ဖက်ရင်ကျမ်းချက်ဓာရိကျမ်းခန်းကြီး30ခန်းငယ်တင်မာခွန်ခွန်အားကြီးသောကောင်းဝင်တမန်တစ်ပါးသည်ဘိုးတိန်ကိုဝိလျက်ကောင်းကင်ကစင်သက်သည်ကိုငံမြင်၏သူ၏ခေါင်းပေါ်၌တက်တန့်ရှိ၏သူ၏မျက်နာသည်နေကဲ့သို့ဖြစ်၏ ူဤခြေသည်လည်းမိခဲတိုင်ကဲ့သို့ဖြစ်၏ဖွင့်ထားသောစာဆောင်ငယ်ကိုကင်လျက်ရှိ၏လက်ရာခြေသည်ပင်လယ်ပေါ်မှ၎င်းလက်ဝဲခြေသည်မြေကြီးပေါ်မှ၎င်းနင်း၏ရှင်သည်ဟောက်တကဲ့သို့ကြီးသောတန်နှင့်ကြွေးကြော်လေ၏ကြွေးကြော်ပြီးမှမိုးချိုးတန်ခုနှစ်ချက်မြည်လေ၏မိုးချိုးတန်ခုနှစ်ချက်မြည်ပြီးမှငါသည်ရေးမှတ်မည်ဟုအာထုတ်တော်ကောင်းငင်မှထွက်တော်တန်ကမိုးချိုးတန်ခုနှစ်ချက်မြည်သောရာကိုတစိုက်ခတ်လော့ မရေမမတ်နေဟုဆိုသည်ကိုငါကြား၏ထိုအခါငါမြင်၍ယင်းနှင့်ပင်လေပေါ်မှာရက်နေသောကောင်းငင်တမန်သည်လက်ရလက်ကိုကောင်းငင်သို့ချီပြီးလျှင်ဖျားသခင်၏ကျွန်တော်မျိုးပရောဖက်တို့အားဝမ်းမြောက်စရာသတင်းကိုကြားရိတ်ထားတော်မူသည်နှင့်သတ်ဆိုင်သောဖျားသခင်နဲ့နေသောအရာသည်ကာလမနေပဲတတ္တမကောင်းကင်တမန်တဘိုးမှုတ်ခြင်းအတန်မြည်သောနေ့ရက်ကာလ၌ပြည့်စုံခြင်းသို့ရောက်မည်ဟုကောင်းကင်မြေကြီးသမုတ်တရားကို၎င်း ရရ၌ရှိရှိသမျှတို့ကို၎င်းဖန်ဆင်း၍ကဘာဆက်ဆက်အသက်ရှင်တော်မူသောသူကိုတိုင်တည်၍ချိန်ဆခြင်းကိုပြုလေ၏။အာမုဏကတိကျန်ခန်းကြီး၃ခန်းငယ်ခုနှစ်အကယ်စင်စစ်အရှင်သာဝရဘုရားသည်မိကျွန်ပရောဖက်တို့အားမဖို့မပြဘဲအဘယ်အမှုကိုမျှစီရင်တော်မူ။တဘိုးခရာခုနှစ်လုံးနဲ့က၆လုံးကိုမှုတ်ပြီးတဲ့နောက်ပိုင်းမှာအခန်းကြီး၃၀မှာတော့တခြားအကြောင်းအရာဝင်လာတယ်။ ခန်းကြီးတစ်ဆင်မှာတော့ခွန်အားကြီးတဲ့ကောင်းကင်တပံတပါဆင်းသက်တယ်လို့စာပြုထားတယ်။ဒီကောင်းကင်တပံကသခင်ရှုခရစ်ကိုကိုးစားပြုတယ်လို့လည်းသိရှိရပါတယ်။သူဟာမိုးတိမ်ကိုဝှေ့ယုံလို့ဝှစ်စင်နေခေါင်းပေါ်မှာတက်တန့်ရှိတယ်။သူ့မျက်နှာဟာနေလိုမျိုးဖြစ်တယ်။တနည်းအားဖြင့်ကမ္ဘာလောကကြီးရဲ့သဘာဝတရားကိုဝှစ်စင်ထားတဲ့ပုံစံမျိုးဖြစ်တယ်။သူရဲ့လက်ထဲမှာဖွင့်ထားတဲ့စာဆောင်ငယ်ကိုဂင်ထားတယ်။ ဒါပေမဲ့ဒီစာဆောင်ငယ်ထဲမှာပါတဲ့အကြောင်းအရာကိုပြားရိတ်ချမ်းရဲ့ဗေနီယံမှာမှဖော်ပြထားတာကိုမတွေ့ရတော့ဘူး။ဒီနည်းအားဖြင့်ဒီအကြောင်းအရာတွေသည်ဖွင့်ထားလဲရှိတော်လဲပဲလူသားတွေမမြင်နိုင်ပဲနဲ့ဒီမြင့်မြတ်တဲ့ကောင်းကင်တမန်တစ်ပါးသာလေမြင်နိုင်တဲ့အရာမျိုးဖြစ်တယ်ဆိုတာမျိုးဖြစ်ပါတယ်။နောက်ပြီးတော့မှ သူ့ရဲ့ညာခြေထောက်ကပင်လယ်ပေါ်မှာသူ့ရဲ့ဘယ်ခြေထောက်ကမြေကြီးပေါ်မှာနင်းထားတယ်။သူလိုရာကမြေကြီးနဲ့ပင်လယ်ပေါ်မှာအစိုးရအာဏာရှိတဲ့ ကောင်းကင်တမန်တပားဖြစ်တယ်ဆိုတာကိုဖော်ပြခြင်းဖြစ်တယ်။သူ့ရဲ့အသင်ဟာကျင်သေးဟောက်တကယ်သူကြီးစွာသောမြည်တယ်။သူကြွေးကြော်ပြီးတဲ့အခါမှာမိုးချိုးတန်ခုနှစ်ချက်မြည်တယ်။အဲ့ဒီမိုးချိုးတန်ခုနှစ်ချက်ကိုရှင်ယောဟန်ရေးမယ်လို့ပြင်ဆင်တဲ့အခါမှာမရေးနဲ့လို့ဓာမြင့်ခြင်းကိုခံရတယ်။ဒီမိုးချိုးတန်ခုနှစ်ချက်ကို ရေးမယ်စာစိတ်ခတ်ထားပါလို့မှာကြားခြင်းခံရတယ်။ ဒီဒစိတ်ခုနှစ်ချက်ထဲမှာလည်းဘုရားသခင်ရဲ့ထူးခြားတဲ့ဤရွယ်ချက်ရှိတယ်။တိုးတော့လည်းပဲလူသားတွေတီးခွေမရတဲ့အရာမျိုးတွေဖြစ်တယ်ဆိုတာကိုနားလည်ရပါတယ်။နောက်ပြီးတော့ဒီမြေကြီးနဲ့ပင်လယ်ပေါ်မှာရပ်နေတဲ့မြင့်မြတ်တဲ့ကောင်းငင်တပင်ဒီသူ့ရဲ့ညာဘက်လက်ကိုကောင်းငင်ကိုချီပြီးတော့မှဘုရားသခင်ရဲ့နဲ့နေတဲ့အရာအထူးသဖြင့်ဘုရားသခင်ရဲ့ကျွန်တော်မျိုး prophet တွေကိုဝမ်းမြောက်စရာသတင်းကိုကြားရိတ်ထားရမှုရာနဲ့ဆက်ဆိုင်တဲ့နဲ့နေတဲ့အရာကို ချိန်ကာလမဆိုင်မလင့်မဲ့တတ္တမကောင်းကင်တမန်တဘိုးမဟုတ်တာနဲ့တကွာပြုပြင်မယ်ပြင်ဆင်မယ်စီရင်မယ်ဆိုတာကိုကောင်းကင်မြေကြီးသမုတ်တရားဖန်ဆင်းပြီးတော့မှကဘာဆက်ဆက်အသက်ရှင်တော်မူသောသာဝရဘုရားသခင်ကိုတိုင်တီးပြီးတော့မှချိန်ဆခြင်းကိုပြုတယ်လို့ပါရှိပါတယ်။ဘုရားသခင်သည်သူ့ရဲ့အကြံစီတိုင်းသူပြုလို့ရမယ့်ရာတွေကိုတတ္တမကောင်းကင်တမန်တဘိုးမဟုတ်တဲ့အခါမှာအချိန်မနှောင်းပဲပြုလို့အောင်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ ဆိုလိုတာက ဖြစ်ပြက်လာမဲ့အရာတွေအားလုံးဟာဘုရားသခင် လက်တော်ထဲမှာပဲဖြစ်တယ်။ဘုရားသခင်ရဲ့အကြံစီတိုင်းဘုရားသခင်ဟာသူ့ရဲ့အချိန်နဲ့တူတူတိတိကျကျအလုပ်လုပ်နေတယ်ဆိုတာကိုပဲဖြစ်ပါတယ်။ဆက်လက်ဆုတောင်းကြပါစို့။မြတ်တော်ရရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီမနက်ခင်းတဲ့ကိုရောကိုယေရှုတင်ပါတယ်။ဒီမနက်ခင်းမှာလောထရှင်သနာတဲ့သူတွေအားလုံးကောင်းကြီးပေးပါ။ဘုန်းတော်ထင်ရှားစေပါ။ဘုရားရဲ့အကြံစီတွေကို ကုံစင်နားမလဲရင်တော့မှဖရာရဲ့ဩဇာအာဏာအချုပ်ချာကိုခံယူသိရှိလေဖရာသခင်ရဲ့အုပ်စုခြင်းကိုခံယူနိုင်သောသူတွေတည်တည်နိုင်ငံတော်တည်ထောင်နိုင်သောနှလုံးသားပိုင်ရှင်တွေတည်တည်ဖြစ်စေပါတမန်တူချင်းတက်တော်ကိုရောအုပ်စိုးပါပါရမီသားစုတို့ကိုရောရှင်အုပ်စိုးပါတမန်အသင်တော်ရီတမန်ရက်ရွာရီတမန်ဆွေမျိုးရီတမန်နိုင်ငံကြီးကိုကိုရောရှင်အုပ်စိုးပါအထူးသဖြင့်မြန်မာနိုင်ငံကြီးကိုကိုရောရဲ့ငြိမ်းချမ်းခြင်း ဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းဖြင့်ဖက်ရည်ကောင်းကြီးပေးပါချမ်းသာခြင်းကိုကိုရရှင်ပေးပါဆဲမှာရေလိုအပ်တဲ့လူတွေအားလုံးကိုရရှင်ကောင်းကြီးပေးပါစေုံစေကန်းနေမှာအိမ်တွေမှာကုသလည်းရှိတဲ့သူတွေလည်းကောင်းကောင်းမွန်မွန်သက်သာပြောက်ကင်းဆဲမှာစေပါမြည်ချောင်းမာသာတနာရမူပါကြောက်ကစေနေရတဲ့သူတွေဒီမိုသွင်းနေရတဲ့သူတွေဓာတ်ကင်နေရတဲ့သူတွေကိုရရှင်ကောင်းကြီးပေးပါနာရယောဂတွေတွေလည်းတီးတီးဒီခုလိုချိန်မှာသက်သာပြောက်ကင်းရတော့ခွင့်ကိုပေးပါ တော်ရဲတောင်ထဲမှာပြေးလွှာပုန်းရှောင်နေတဲ့သူလိုမျိုးဒီလိုမျိုးအေဂျင့်ရဲ့ကာလမှာဘေးကင်းလုံခြုံစေပါနေ့ချိန်မှာနေအဖြစ်ညချိန်မှာလအဖြစ်မိုးချိန်မှာမိုးအဖြစ်ဆောင်းတွင်ချိန်မှာအေးတန်အဖြစ်ထိခိုက်မရှိစေဖို့သူတို့ကိုသူပြင်ဆင်ကြွယ်ကားလက်ဒီတော်နဲ့ညီကိုရရှင်ပြုတော်မူပါမပီကြီးကိုကောင်းကြီးပေးပါကိုရောရရမှာရှိကြတဲ့သူတွေအားလုံးဇန်မာစေပါရွှင်လန်းစေပါလောက်ကင်စည်းဝါးရေးတွေအစဉ်ပြေစေပါမန်သောဖျားကိုတည်ရှိလက် ဓမ္မတရားတိုင်းပဲချင့်ကြံပြုမှုလှုပ်ဆောင်နေထိုင်သောသူတို့ဖြစ်စေပါမတရားတဲ့သူတို့ကိုရရှင်တန်ခတ်တော်မူပါအသက်ရတန်မှုကိုနားလည်အောင်သူတို့ကိုတွင်တင်ပြင်ဆင်ပေးပါမတရားတဲ့သူတို့ကိုရရှင်ချုံနောင်လည်းဖန်းစည်းလည်းတန်ခတ်တော်မူပါတရားသူတို့လွင့်မြတ်ခြင်းလွတ်လပ်ခြင်းအကျဉ်စီအောင်မြင်ခြင်းခွင့်များကိုပေးသနာရမှုပါမည်ကြောင်းနဲ့မာပြည်ကြီးကိုချမ်းသာညီသက်ခြင်းပေးပါမည်ကြောင်းခင်ယေရှုခရစ်တော်ဖျားကြီးနာမတော်မြတ်ကိုမြှပြုလေသနာခံ ုတောင်းကြပါရဖဖျာအာမင်